ပါ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 နဲ့မမနဲ့နိုင်ဘူးကဲပါပါပါနဲ့မစမထိုးနိုင်ဘူးအားလုံးအားလုံးပါ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 နဲ့ဒီပွဲဟာမြန်မာနိုင်ငံရဲ့မျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဦးတောင်ထွန်းနဲ့တန်ယုံများမှအကြီးအကဲတွေကိုယ်စားလှယ်တွေမိတ်ဆက်တွေ့ဆုံတဲ့ပွဲပဲဖြစ်ပါတယ်။အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဦးတောင်ထွန်းနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဦးကျော်တင့်ဆွေနဲ့ ။ရင်းကျန်းရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်းတို့ဟာဖေဖော်ဝါရီ15ရက်နေ့ကမြန်မာပြည်အခြေစိုက်တန်ရုံတွေကအကြီးအကဲတွေကိုယ်စားလှယ်တွေနဲ့ရန်ကုန် NRPC မှာတွေ့ဆုံခဲ့ပါတယ်။ဘာအတွက်ကြောင့်ဒီကနေ့တွေ့ဆုံပွဲကျင်းပတယ်ဆိုတာချက်ချင်းသတင်းထုတ်ပြန်တာမျိုးမရှိခဲ့ပဲပြန်ကြားရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့သတင်းစင်မှတဆင့်ဒီကနေ့တွေ့ဆုံပွဲနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်ပေးမယ်လို့ရင်းကျန်းကော်မရှင်ရဲ့နှီးပညာအထောက်အကူပြုအဖွဲ့မှဦးအေးလွင်ကအခုလိုပြောပါတယ် ဒီနေ့ကပွဲကကျွန်တော်တို့ National National Security Advisor ဦးကောင်းထွန်းနဲ့မိတ်ဆက်ပေးပြီးပွဲဖြစ်ပါတယ်နော်။ကျွန်내အစီအွေလုပ်တယ်ဆိုတာကျွန်တော်လည်းအထက်ထက်မှမရှိဘူးကျွန်တော်လည်းမသိဘူး။ခင်ဗျားတို့ကိုကျွန်တော်တို့သတင်းစရာညီတစ်ဆင့်ကျွန်တော်တို့ဖြတ်ပြီးပါမယ်။နော်တောင်းပန်ပါတယ်။ဟာလို့နော်နားလည်ပြီးပါဦး။